တနေ့အချိန်ကလောကက2000ကျဲတက်မှတ်ပေးဖို့မေဒီနေ့မှာတောင်းဆိုအလုံးမင်းမင်္ဂလာပါမေလာတရနေ့ဟာဆိုရင်နိုင်ငံတကာလူသမားနေ့ဖြစ်ပြီးတော့တရဝင်းရုံးပရတရလေးဖြစ်ပါပြီမြန်မာနိုင်ငံမှာတော့လူသမားတွေဟာလုံလောက်တဲ့လောကကိုမရရင်ပြဿနာတွေအခုချိန်ထိကြုံတွေ့နေရတော့မေးဖြစ်ပါပြီပြည်တွင်းကအလုံသမားတွေဟာအချိန်ကတနေ့လောက်အားက၄၈၀၀နှုန်းနဲ့သာရရှိနေကြတာပါဒါကလည်းရှိကုန်စည်နှုန်းချင်းနေရဆိုရင်တော့လောက်ငှမှုမရှိပါဘူး ဒါကြောင့်မိသားစုတစ်ခုမှာမိသားစုဝင်အားလုံးလှုပ်လှုပ်ကြမှာပဲစာဝတ်နေရေးပြည်လည်လာတဲ့အနေအထားမျိုးဖြစ်လာပါရည်2025ခုနှစ်ရဲ့လူ့သမားများနေ့မှာတော့မြန်မာနိုင်ငံထွေထွေလူ့သမားတမကများဖွဲ့ချုပ် FGWM ကတနေ့အခြေခံလောအားကားကို2000ချက်ထိတိုးမြှင့်ပေးဖို့အတွက်တောင်းဆိုလိုက်ပါရည်။အလုသမားတွေကိုအချိန်ပိုလိုအားမပါဘဲအလုချိန်၈နာရီအတွင်းတနေ့လောအားက2000ချက်ပေးဖို့တောင်းဆိုလိုက်တာလည်းဖြစ်ပါရည်။ လက်ရှိမြန်မာနိုင်ငံကအလုသမားတွေတဲ့သတ်မှတ်ထားတဲ့အနည်းဆုံးခါချင်းငွေတရက်လောက်မှ4800ကျပ်ဖြစ်ပြီးအိမ်နှုံထားကို2018ကလေးကသတ်မှတ်ပေးကြတာဖြစ်ပါတယ်ဒီဘက်ခင်မှာတော့ကုန်စင်တော်မြင့်တက်လာမှုနဲ့တူအချိန်ရလူဟာက4800ဆိုတာဘလို့မှအဆင်မပြေတော့တာဖြစ်ပါရည်အနည်းဆုံးတစ်နှစ်လူဟာကဝင်နှုံထားကိုနှစ်နှစ်မှာတစ်ကြိမ်ပြောင်းလဲပြင်ဆင်တတ်မရမယ်လို့ဥပဒေမှာပြဋ္ဌာန်းထားခဲ့ပေမယ့်4800ကျပ်မှာယခုချိန်ထိပြောင်းလဲမှုမရှိတာလည်းဖြစ်ပါရည် ရန်ကုန်မြို့ကစိတ်ယုံလှုပ်သားတယောက်ကလည်းအချင်းပူကြီးမပါတဲ့တနေ့လောက်ခလုံလောက်မှုရှိဖို့ကအရေးကြီးတယ် အခြေခံလောက်ခါကမလုံးကတော့အလုသမားတွေကအချင်းပိုတွေမတန်တဆဆင်းပြီးလုံအားညှစ်ထုတ်ရတာမဖြစ်သင့်ဘူးလို့သူကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပြောပြသွားခဲ့ပါရီမြန်မာနိုင်ငံကအလုသမားတွေအတွက်လက်ရှိရရှိနေတဲ့အနည်းဆုံးလောက်ခနှုံထားမှာမလုံလောက်လို့တိုးမြင့်ပေးဖို့လိုအပ်နေတယ်ဆိုပြီးတော့သွေးစည်းညညွတ်သောတမကာများဖွဲ့ချုပ် SDMU ရဲ့မေဒီနီမှာထုတ်ပြန်လိုက်တဲ့ရှင်သန်စိတ်လာကလာစာစာတမ်းမှာလေးဖော်ပြထားပါရီအဲဒီစာရန်တွင်စစ်တင်းကောက်ရွာမှာဖြေဆိုသူ 59ရာခိုင်နှုန်းကတနေ့လောအားကချက်1000ချက်ကနေ18000ချက်တွင်ရှားရင်လုံလောက်ကြောင်းအများဆုံးဖြည့်ထားတယ်လို့ဖော်ပြပါရီဆက်လက်ပြီးတော့တနေ့လောအားက18000ချက်ကနေ22000ချက်ရရင်လုံလောက်တယ်ဆိုပြီးဖြည့်ဆိုသူ23ရာခိုင်နှုန်းနဲ့ဒုတိယအများဆုံးရပ်တည်နေတယ်လို့လည်းဆိုပါရီအိတ်စတန်ကိုရန်ကုန်တိုင်းတွင်ကအလုတ်သမား400နီးပါးစီကကောက်ယူခဲ့တာဖြစ်ပြီးတော့ဖြည့်ဆိုသူ62ရာခိုင်နှုန်းမှာတလာဝင်ဝင် 2သိန်းချက်ကနေ3သိန်းချက်တွင်ရရှိသူတွေဖြစ်တယ်လို့ဖော်ပြထားပါရည်မြန်မာနိုင်ငံကအလုသမားခွင့်ရတက်ကြွလှုပ်ရှားသူတွေဟာအခြေခံလောက်ခတိုးမြင့်ပေးဖို့အစဉ်တစိုက်တောင်းဆိုလာခဲ့ပေမဲ့လည်းယခုချိန်ထိပြောင်းလဲမှုမရှိသေးတာပါအလုရှင်တွေကလည်းအခြေခံလိုအားကမတိုးပြီးတဲ့ပြင်ကောမှခေါင်းပုံဖြတ်တာတွေပါကြုံတွေ့နေရတာပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါအပင်နာစင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်ကြီးတို့ရောတတိလိုအားကကဘလောက်တတ်မဲ့တဲ့နေလို့ထင်ပါတယ် အခုဗီဒီယိုလေးအောက်မှာပရိသတ်ကြီးတို့ချင်းနဲ့လောဟာကလေးတွေကိုလေးကွန်မန့်လေးထဲမှာမှတ်ပြီးတော့ပြောခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်